သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်း channel မှာဒီကနေ့မေလ12ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တပိရင်မြို့နယ်အိုထင်ကွင်းကျေးရွာစာတင်ကျောင်းကိုစစ်တပ်ကလေရင်နဲ့ဘုံကျဲမှုဆရာမကျောင်းသားကျောင်းသူစုစုပေါင်း20ဝန်းကျင်တေဆုံးပြီး30ကျော်တန်ရာရာ တိတ်ဆုံးသူအရေးအတွက်တိုးလာနိုင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းတပည့်ရင်မြို့နယ်အိုထင်းကွင်းကြေးရွာစတင်ကြောင်းကိုစစ်တပ်ကလေရင်နဲ့ဘုံကျဲချခဲ့ရမှာဆရာဆရာမနှစ်ဦးအပါအဝင်ចောင်းသားចောင်းသူစုစုပေါင်း20ဝန်းကျင်ထေဆုံးပြီး30ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတပည့်ရင်မြို့နယ်မှာကုညီကေဇေးရေးလှုပ်ဆောင်သူကပြောဆိုပါတယ်။ယနေ့နေ့9:55မိနစ်ဝန်းကျင်အချိန်တပည့်ရင်မြို့နယ်အိုထင်းကွင်းကြေးရွာចောင်းကိုစစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရမှာ ဆီယာမာများနဲ့ចောင်းသားចောင်းသူကလေးငယ်အများပြားထိခိုက်သေးဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အခုလောလောဆယ်သိရတာကအလောင်းရတာနဲ့ခန္ဓာကိုယ်အစိတ်စိတ်မွားမွားပြတ်ထွက်ကုန်တဲ့အလောင်းတွေအပါအဝင်ဆိုရင်စုစုပေါင်းအလောင်း20လောက်ရှိတယ်လို့သိရတယ်။ဒဏ်ရာရတာလည်း30ကျော်တယ်။ဒဏ်ရာရတဲ့သူတွေထဲမှာဒဏ်ရာပြင်းထန်တဲ့သူတွေလည်းပါတော့သေဆုံးသူတိုးလာနိုင်ပါတယ်။အခုကလေချောင်းကနေထပ်ပြီးဘုံကျဲလာနိုင်လို့အားလုံးကိုတတိပေးနေပါတယ်လို့တပေးရင်မြို့နယ်မှာကေဇယ်ကူညီရေးလှုပ်ဆောင်နေသူကပြောပါတယ် အဆိုပါကြေးရွာစာတင်ကျောင်းကိုဘုံကျေချခဲ့တဲ့တိုက်လေရင်မှာမိထီလာအခြေဆိုင်ရှန်တဲလီတက်မှာဖြစ်ပြီး MNG 29 Fighter အမျိုးအစားတိုက်လေရင်ဖြစ်ကြောင်းသိရှိရပါတယ်။အကြံဖတ်စစ်ကောင်စီကမေလ6ရက်နေ့မှမေလ31ရက်နေ့အထိအပြည့်အခက်ရက်စဲရေးကြီးညာထားပေမဲ့လည်းနိုင်ငံတဝမ်းမှာလေရင်နဲ့ဘုံကျေတိုက်ခိုက်ခြင်းလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းထိုးစစ်ဆင်ခြင်းများကိုလှုံ့ဆော်လျက်ရှိကြောင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့တော်လှန်ရေးအဖွဲ့များကသတင်းထုတ်ပြန်ထားပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့တပင်းရင်စာတင်ကျောင်းကိုစစ်တပ်ဘုံကျဲမှုထိုင်းအမတ်ရှုတ်ချထိုင်းအစိုးရမှဝင်ရောက်ဖြည့်ရှင်းတင်ဟုထောက်ပြဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းတပင်းရင်မြို့နယ်အိုထင်းကွင်းကြေးရွာမှာရှိတဲ့စာတင်ကျောင်းကိုစစ်ကောင်စီကဘုံကျဲတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးထိုင်းနိုင်ငံလွှတ်တော်အမတ်တအူးဖြစ်တဲ့ကင်နေဗီဆူပဆန်က၎င်းရဲ့လူမှုကွန်ရက်စာမျက်နှာမှာဝေဖန်ခဲ့ပါတယ်။မြန်မာစစ်တပ်ရဲ့ရက်စက်မှုများဟာမဆုံးသေးကြောင်း ယနေ့မေလ12ရက်နနက်10:00နာရီကတပေးရင်မြို့မှာရှိတဲ့စာတင်ကျောင်းတစ်ကျောင်းကိုဘုံကျဲတိုက်ခိုက်မှုကြောင့်ကျောင်းအတွင်းမှာရှိတဲ့ကျောင်းသားများစွာတေဆုံးခဲ့တဲ့အပြင်ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိနေတာကိုကြားသိရတယ်လို့ Kennedy Subson ကဆိုပါတယ်။ဒါကြောင့်မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီးထိုင်းအစိုးရကဝင်ရောက်ညှိနှိုင်းမှုမလုပ်ပါကထိုင်းနိုင်ငံအပေါ်တပ်ရောက်မှုများမလွဲမသွေဖြစ်လာနိုင်တာကိုဝန်ခံရမယ်လို့လူမှုကွန်ရက်မှာရေးသားထားပါတယ်။ ထိုင်းနိုင်ငံကိုတက်ရောက်မှုများဟာစစ်ဘေးရှောင်များစွာထိုင်းနိုင်ငံအတွင်းကိုဝင်ရောက်လာခြင်းနေဆက်ဒေတာများ၌အန္တရာယ်များတိုးလာခြင်းဖုန်းလိမ်လည်အဖွဲများလူကုန်ကူးမှုမူရစ်ကုန်သွယ်မှုနှင့်တရားမဝင်စီးပွားရေးနှင့်မြန်မာနိုင်ငံအတွင်းရုရှားကအကောင့်ထဲပေါ်မဲ့နျူကလ িয়ার ပါဝါပလန့်များကြောင့်တိုင်းရင်းသားဒေတာများအပေါ်လုံခြုံရေးတက်ရောက်မှုများရှိလာနိုင်တယ်လို့ KNV Subsan ကထောက်ပြထားပါတယ်ရင်အပြင်ထိုင်းအစိုးရဟာမြန်မာစစ်တပ်နဲ့ဆက်ဆံရေးပျက်စီးမှုအားကြောက်လန့်နေတာကိုမြင်ရကြောင်း အဲ့ဒီသဘောတရားဟာထိုင်းနိုင်ငံအကျိုးစီးပွားကိုမျက်စိပိတ်စွန့်ပစ်နေခြင်းသာဖြစ်တယ်လို့ကင်နေဗီဆပ်ဆန်ကဆိုပါတယ်စစ်ကောင်စီကတပယင်းမျိုးနယ်မှာရှိတဲ့စာတင်ကျောင်းကိုဘုံကျဲတိုက်ခိုက်ခဲ့မှုကြောင့်ကျောင်းသားကျောင်းသူများနဲ့ဆရာမအပါအဝင်လက်ရှိအချိန်ထိပြည်သူ18ဦးကျော်တေဆုံးခဲ့ကထိခိုက်ဒဏ်ရာရရှိသူများလည်းများပြားကြောင်းလွတ်လပ်တဲ့တရင်ဌာနများကဖော်ပြထားပါတယ် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့တရုတ်တမရက CMEC ကိုတွန်းအားပေးလို့ရန်ပြောဆိုထားပြီးစစ်ကောင်းဆောင်ကနေမြေအများစုမှာစစ်ရှုံးနေတဲ့အကြောင်းတရုတ်တမရထံရှင်းပြဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရုတ်တမရရှိချင်းဖြင့်ဟာစစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်နဲ့တွေ့ဆုံရမှာ၎င်းနဲ့အာနာသိမ်းပြီးနောက်ကြန့်ကြာနေတဲ့ကီလိုမီတာ1800ရှည်လျားတဲ့တရုတ်မြန်မာစီးပွားရေးဇင်းကျန် CMEC တွန်းအားပေးလို့ရန်ပြောဆိုခဲ့ပြီးစစ်ကောင်းဆောင်ကတော့နေမြေအများစုစစ်ရှုံးကိစ္စကိုထည့်သွင်းရှင်းပြခဲ့ကြောင်းသိရှိရပါတယ်။ ရုရှားနိုင်ငံမှာပြုတ်လုတဲ့ရင်းမြစ်နီအောင်ပွဲကိုတွားရောက်ခဲ့တဲ့စစ်ကောင်းဆောင်ပိုချုံမှုကြီးမင်းအောင်လှိုင်ကရေခီးကြီးစဉ်အတွက်တရုတ်တမရနဲ့တွေ့ဆုံခွင့်ရစမှာနေမြေအများစုဆစ်ရှုံးကိစ္စကိုထည့်သွင်းရှင်းပြခဲ့ပြီးတရုတ်စီမံကိန်းနဲ့ဝန်ထမ်းများရဲ့လုံခြုံရေးအာမခံခဲ့ကြောင်းသိရှိရပါတယ်။မြန်မာနိုင်ငံကဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေတွေကလည်းအကြမ်းဖက်ကျွန်တော်ရှင်းပြနိုင်ခဲ့ပါတယ်။နောက်တစ်ခုကတရုတ်မြန်မာဘင်္ဂလားဒေ့ရှ်စီးပွားရေးဇင်းကျန်အကောင့်ထဲပေါ်မြင့်တင်ရေးနဲ့ပတ်သက်ပြီးတော့ဆွေးနွေးပြခဲ့ပါတယ်လို့စစ်ကောင်းဆောင်ကဝါဒဖြန့်မီဒီယာများကိုပြောပါတယ်။ လက်ရှိမှာစစ်ကောင်းဆောင်ဥဆောင်တဲ့စစ်ကောင်စီဟာခုခံတော်လှန်မှုများကြောင့်နိုင်ငံတော်မျိုးပေါင်းများစွာနဲ့စစ်ဌာနချုပ်ဗျူဟာကုန်းတပ်စခန်းများကိုလက်လွတ်ဆုံးရှုံးထားရပြီး၎င်းတို့ရုံးဆိုင်ရာနေပြည်တော်အထိစီရေးချင်းချောက်ခံနေရတဲ့အတွက်ကြောင့်တရုတ်ထံအကူအညီတောင်းတိုင်ကြခြင်းမျိုးဖြစ်နိုင်ကြောင်းနိုင်ငံရေးသုံးသက်လေ့လာသူတဦးကသုံးသက်ပြောကြားပါတယ်တရုတ်တန်ယုံရဲ့ထုတ်ပြန်ချက်အရမဟာဗျူဟာမြောက်ပူပေါင်းဆောင်ရွက်မှုများအား net ဆိုင်စွာဆောင်ရွက်ရန် တရုတ်မြန်မာစီးပွားရေးဇင်းကြံရဲ့အရေးကြီးတဲ့စီမံကိန်းများတည်ဆောက်မှုကိုအဆက်မပြတ်တွန်းအားပေးလှုံ့ဆော်ရမယ်လို့တရုတ်တမရကပြောဆိုကြောင်းသိရပါတယ်။စစ်ကောင်းဆောင်ဟာအာနာသိမ်းပြီးနောက်တရုတ်အပါအဝင်အာနာရှင်နိုင်ငံတချို့ရဲ့ထောက်ခံကူညီမှုရရှိခဲ့ပေမဲ့တရုတ်တမရနဲ့တွေ့ခွင့်ရမှုဟာယခုအချိန်ပထမဆုံးဖြစ်ပြီးရင်းမတိုင်ခင်ကတရုတ်အစိုးရတာဝန်ရှိသူများကလည်း CMEC နဲ့စီမံကိန်းများအကောင့်ထည့်ဖော်ရန်တိုက်တွန်းမှုများရှိခဲ့ကြောင်းသိရှိရပါတယ်။ ဒါအပြင်တရုတ်သမ္မတကမြန်မာနိုင်ငံမှာရှိတဲ့တရုတ်ဝန်ထမ်းအဖွဲ့အစည်းစီမံကိန်းများရဲ့ဘေးကင်းလုံခြုံမှုကိုတေချာအာမခံပေးရန်အွန်လိုင်းလောင်းကစားနဲ့လိန်လယ်မှုစတဲ့နေဆက်ဖြတ်ကျော်ပြစ်မှုများကိုလည်းတိုးမြင့်တိုက်ဖြတ်သွားရန်မျှော်လင့်တယ်လို့စစ်ကောင်ဆောင်ကပြောဆိုခဲ့ကြောင်းသိရှိရပါတယ်။ အလားတူစစ်ကောင်းဆောင်ကလည်းမြန်မာနိုင်ငံမှာရှိတဲ့တရုတ်စီမံကိန်းနဲ့ဝန်ထမ်းများရဲ့ဘေးကင်းလုံခြုံမှုကိုတက်ဆွမ်းသမျှအာမခံပေးသွားမှာဖြစ်ပြီးယခုနှစ်ကောင်မှ၎င်းတို့ပြုတ်လုရန်ပြင်ဆင်နေတဲ့လူတုထောက်ခံမှုမရှိတဲ့ရွေးကောက်ပွဲကိစ္စကိုပါထည့်သွင်းပြောဆိုခဲ့ကြောင်းဝါရဖြန့်မီဒီယာများရဲ့ထုတ်ပြန်ချက်အရသိရှိရပါတယ်။အရင်ပြောဆိုထားတဲ့အချက်တွေကိုခေါင်းဆောင်ပိုင်းကထပ်အတည်ပြုတာပါပဲ။ 2023ခုနှစ်နိုင်ငံခြားရေးဝန်ကြီးဟွမ်ယီခီးစင်ကလေးကတရုတ်သဘောထားအထိုင်ပြန်ချခဲ့တယ်။နေပြည်တော်ကိုရက်တီပေးတယ်မြန်မာကိုမလောက်ရတဲ့စီးတွေတားတယ်လို့စီရေးအကဲခတ်တူကပြောပါတယ်။အဆိုပါ CMEC ဟာတရုတ်သမ္မတ2023ခုနှစ်ကလေးကကြေညာခဲ့တဲ့ခေတ်သစ်ပိုလန်မာကြီးအစီအမံ BRI ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီးယူနန်ပြည်နယ်မှာရှိတဲ့ကုမင်းမြို့နဲ့မြန်မာနိုင်ငံမှာရှိတဲ့စီးပွားရေးအချက်အချာမြို့ဖြစ်တဲ့မူဆယ်မန္တလေးရန်ကုန်ကြောက်ဖြူတို့ကိုချိတ်ဆက်သွားမှာဖြစ်ကြောင်းသိရှိရပါတယ်။ ရင်ပြင်းစီးပွားရေးဇင်းကြံတလျှောက်လုံးမှာလဲအထူးစီးပွားရေးဇုံစိတ်ကန်းအဆင့်မြင့်နေဆက်ကိတ်ကုံလောင်ယုံစက်မှုဇုံများနဲ့ကုံစီတည်ယူရေးလမ်းကြောင်းများတိဆောက်သွားမှာဖြစ်ပေမဲ့လဲစစ်ရေးအခြေအနေကြောင့်လက်ရှိအထိဖော်ဆောင်မရကြန့်ကြာနေလျက်ရှိကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ပါတီစုံဒီမိုကရေစီစနစ်ကိုဆက်လက်ဖော်ဆောင်သွားမှာဖြစ်တယ်လို့သတင်းကောင်းပါလို့ကြောင့်ပိုချုပ်ဇော်မင်းထွန်းပြောဆိုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မြန်မာပြည်သူလူထုလူလားတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုဆက်လက်ဖော်ဆောင်သွားမှာဖြစ်တယ်လို့နောက်ဆက်ကတရင်ထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောလိုက်ပါတယ်။နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့အစစ်အမြစ်ကိုယ်စားလှယ်အဖွဲ့ရဲ့ရုရှားနိုင်ငံခီးစင်နဲ့ပတ်သက်ပြီးမီဒီယာတွေရဲ့မေးမြန်းမှုတွေကိုပြန်လည်ဖြေကြားရမှာထည့်သွင်းပြောကြားခဲ့တာပါ။မြန်မာနိုင်ငံရဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုနိုင်ငံတော်ဝန်ကြီးချုပ်ပြောခဲ့တယ်လို့ဒီနှစ်ကုန်ပိုင်းမှာကျင်းပမှာဖြစ်ပြီ တရုတ်နိုင်ငံအနေနဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးထောက်ခံအားပေးတာတွေတွေ့ရတယ်လို့ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။မြန်မာပြည်သူလူထုလိုလားတောင်းတခဲ့တဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲပါတီစုံဒီမိုကရေစီစနစ်ဆိုတာဟာအရင်ကတည်းကတက်မတော်ရဲ့ဖော်ဆောင်မှုနဲ့ရရှိခဲ့ပြီးအခုချိန်မှာတော့ပါတီစုံဒီမိုကရေစီစနစ်ကိုဆက်လက်ဖော်ဆောင်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။ နိုင်ငံရေးပါတီတွေအနေနဲ့ပြည်သူလူထုကိုအသိပညာပေးတာတွေကိုဆက်လက်လှုံ့ဆော်သွားရမှာဖြစ်တယ်လို့ပြည်သူလူထုအနေနဲ့လည်းရွေးကောက်ပွဲကိုငြိမ်းချမ်းစွာကျင်းပနိုင်ဖို့အတွက်ဝိုင်းဝန်းကူညီပေးကြဖို့လိုအပ်တယ်လို့ဗိုလ်ချုပ်စော်မင်းထွန်းကပြောပါတယ်။အဲဒါကြောင့်ဒီမိုကရေစီစနစ်ရဲ့စန့်ကျင်ဘက်ဖြစ်တဲ့အကြမ်းဖက်ဝါဒကိုပြက်ပြက်တားတားဆန့်ကျင်ကြပါလို့ပြောကျင်တယ်လို့လည်းဗိုလ်ချုပ်စော်မင်းထွန်းကပြောကြားခဲ့ပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်စီအကြမ်းဖက်မှုများမှာအာဆီယံနဲ့ကြံရပါဖြစ်နေကြောင်း Justice for Myanmar ပြောဆိုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုင်ငံတော်ဝန်အကြမ်းဖက်မှုများဆက်တိုက်ကျူးလွန်နေတဲ့စစ်ကောင်စီလုပ်ရက်များမှာအရှိတောင်အရှနိုင်ငံများအသင်းအာဆီယံဟာကြံရပါဖြစ်နေကြောင်း Justice for Myanmar ကယနေ့မေလ12ရက်ထုတ်ပြန်ချက်မှာဖော်ပြပါဗျာ။ အဆိုပါထုတ်ပြန်ချက်မှာအာဆီယံဟာဘုံသဘောထား၅ရက်မှတဆင့်မြန်မာနိုင်ငံအတွင်းငြိမ်းချမ်းရေးကိုပံ့ပိုးကူညီတည်တယ်လို့ဆိုပေမဲ့အဖွဲ့ဝင်နိုင်ငံများမှစစ်ကောင်စီရဲ့အကြမ်းဖက်မှုများကိုမဟန်တားနိုင်ပဲအာဆီယံလက်အောက်ခံနိုင်ငံများမှကုမ္ပဏီများမှစစ်ကောင်စီထံငွေကြေးစီးဆင်းမှုနဲ့လက်နက်ရောင်းချနေမှုအားဆက်လက်ခွင့်ပြုပေးနေကြောင်းဆိုထားပါတယ်။ Justice for Myanmar ရဲ့ပြောရေးဆိုခွင့်ရှိသူမတ်ရတနာမောင်ကလင်းနှစ်အတွင်းအာဆီယံကမြန်မာပြည်သူတွေအတွက်တာဝန်ပြက်ကွက်ခဲ့ပါတယ်။ သူတို့ဘုံတဘောတာ၅ရက်ကအေးအေးမှုမရှိပြက်ကွက်မှုတွေအတွက်စင်တရီကိုစိတ်တရီနဲ့ဖုံးနာတာဖြစ်ပြီးတဖက်မှာအစိုးရအဖွဲ့ဝင်လူချမ်းသာတစုကရာဇဝတ်ကောင်တွေလက်ထဲကိုစစ်လက်နက်နဲ့စစ်သုံးပစ္စည်းတွေဆက်ပြီးစစ်ဆင်နေစေတာပါလို့ပြောပါတယ်။စစ်ကောင်စီကိုဗန်နာငွေပံ့ပိုးမှုစစ်အသုံးအဆောင်ရောင်းချမှုနဲ့ဗန်နာရေးဝန်ဆောင်မှုများပေးအပ်နေတဲ့အာဆီယံလက်အောက်ခံဘီလီယံနာတတိကြီး၁၂ဦးပါဝင်တဲ့အာဆီယံအသက်၃၀ထက်မတမာသူများစည်းရင်းကိုလည်း Justice for Myanmar ကထုတ်ပြန်ထားပြီး ၎င်းတို့မှာစစ်ကောင်စီရဲ့အကြမ်းဖက်မှုများမှအကျိုးအမြတ်ရနေကြောင်းဆိုထားပါတယ်။မတ်လ28ရက်ငလင်လှုပ်ခတ်မှုပြီးတဲ့နောက်စစ်ကောင်စီကအကြမ်းဖက်မှုများအားပုံမိုပြုတ်လုလာပြီးငလင်တင့်ဒေတာများအပါအဝင်နိုင်ငံတဝန်းလေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုပေါင်း900ကျော်ကိုပြုတ်လုခဲ့ကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အာဆီယံဟာမြန်မာအကြက်အတဲကိုဖြည့်ရှင်းရန်စစ်ကောင်စီကိုမှားရွေးတဲ့နိုင်ငံရေးတရားဝင်မှုပေးအပ်ခြင်းစစ်ဘက်လေ့ကျင့်တင်ကြားမှုများပေးအပ်ခြင်း ထိရောက်တဲ့နိုင်ငံတကာအရေးယူဆောင်ရွက်မှုများအားတာစီပိတ်ပင်ခြင်းနဲ့စစ်ကောင်စီရဲ့မိဘအဖွဲ့ဝင်နိုင်ငံများရဲ့စီးပွားရေးလုပ်ငန်းများအားမျက်ကွယ်ပြုပေးခြင်းနဲ့မြန်မာအကျပ်အတဲကိုလောင်စာဖြည့်ပေးနေပြီးစစ်ကောင်စီရဲ့အကြမ်းဖက်မှုမှာအာဆီယံဟာကြံရပါဖြစ်နေကြောင်းထုတ်ပြန်ချက်ကဆိုပါတယ်။အာဆီယံအနေနဲ့စစ်ကောင်စီကိုထိတွေ့ဆက်ဆံမှုနဲ့ထောက်ပံ့မှုများအားရပ်ဆိုင်းရန်စစ်ကောင်စီထံဗန်နံငွေစစ်လက်နက်ပစ္စည်းနဲ့နှီးပညာလေရင်စီစီးဝင်မှုအားပိတ်ဆို့ရန်အတွက်အဖွဲ့ဝင်နိုင်ငံများအားတွန်းအားပေးရန် Justice for Myanmar ကတောင်းဆိုထားပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့လိန်ပြောင်းတက်မတော်သားများကိုကိုတိုင်နှုတ်မထွက်ပါကထုတ်ပယ်ရန်ပင်တကွညွှန်ကြားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒုတိယအကြိမ်တက်မတော်မဖြစ်ခင်မဲဆွယ်ကာလာကလေးကလိန်ပြောင်းသူများကိုတက်မတော်ထဲမှာတာဝန်ထမ်းခွင့်မပြုဟုကတိပေးခဲ့တဲ့ဒေါ်နယ်ထရမ့်၎င်းရဲ့ခံယူချက်ကိုအကောင့်ထည့်ဖော်မှုအဖြစ်စစ်တပ်အတွင်းမှလိန်ပြောင်းအမှုတန်းအရာတန်းများဇွန်လ6ရက်နေ့နောက်ဆုံးထားပြီးဆန္ဒအလျောက်နှုတ်ထွက်ရန် မနှုတ်ထွက်ပါကထုတ်ပယ်ရန်အမေရိကန်စစ်ဌာနချုပ်မှကာကွယ်ရေးဝန်ကြီးဖိထက်ဇက်ကမှာကြားထားပြီးဖြစ်တယ်လို့ရိုက်တာသတင်းဌာနကဖော်ပြပါတယ်။သမ္မတအသည့်အဖြစ်ပထမရက်အဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ဇန်နဝါရီ20ရက်နေ့မှာပဲဒေါ်နယ်ထရမ့်က၎င်းရဲ့အစိုးရအဖွဲ့ဟာလူသားကဘာမှာကြားနဲ့မှနှမျိုးတဲကိုသာအတိအမှတ်ပြုတယ်လို့ထုတ်ပြန်ခဲ့ပြီးမူဝါဒပြောင်းလဲမှာမဟုတ်တဲ့အတွက်မတ်လကရေကလိန်ပြောင်းထားသူများအမေရိကန်စစ်မှုတမ်းအဖြစ်မှမိမိသဘောအလျောက်နှုတ်ထွက်ကြရန်တိုက်တွန်းမှကြားခဲ့ပြီးဖြစ်ပါတယ်။ ြီးခဲ့တဲ့မေလ6ရက်ကအမေရိကန်တရားရုံးချုပ်ကိုယင်းဥပဒေအသက်ဝင်စေရန်တင်ပြအကောင့်ထဲပေါ်ပြီးနောက်ကာကွယ်ရေးဝန်ကြီးပီတဟက်ဆက်ကပင်တဂွန်မှာစစ်ဘက်ဆိုင်ရာအရာရှိများကိုလျှို့ဝှက်တွေ့ဆုံဆွေးနွေးပြီးလက်ရှိစစ်မှုထမ်းတာဝန်ယူနေတဲ့လိန်ပြောင်းထားသူများဇွန်လ6ရက်နေ့မှာယာဒူးမှာနှုတ်ထွက်ပေးရန်အရန်တရင်မှလိန်ပြောင်းထားသူများဇွန်လ9ရက်နေ့နောက်ဆုံးထားပြီးနှုတ်ထွက်ရန်နှုတ်မထွက်ပါကထုတ်ပယ်ရန်ညွှန်ကြားခဲ့တယ်လို့ရိုက်တာသတင်းဌာနကသတင်းအခိုင်အမာရရှိခဲ့ပါတယ်။ LGBTQ အတိုင်းအဝိုင်းထောက်ခံဥပဒေရေးရာ GLAD လောမှ Senior Director Jennifer Levy ကရှက်ဖွယ်ရာခွဲခြားဆက်ဆံနှိပ်ကွပ်မှုဖြစ်ကြောင်းနဲ့ American စစ်တပ်မှတတ်မှတ်ထားတဲ့အရေးချင်းများနဲ့ပြည့်မီတဲ့အတွက်နိုင်ငံအတွက်ရှေ့တန်းမှာကာကွယ်ခွင့်ရထားသူလိန်ပြောင်းလူသားများကိုယခုလိုပြစ်ပယ်ခြင်းမှာဆိုးရွားလွန်းတဲ့လူသားစံနှုန်းချိုးဖောက်မှုလို့ဝေဖန်သွားခဲ့ပါတယ်။ American စစ်တပ်မှာလိန်ပြောင်းထားသူများကိုလွတ်လပ်စွာစစ်မှုထမ်းခွင့်စပေးသူမှာတမနာဟောင်းအိုဘားမားလက်ထက်2016ခုနှစ်မှာဖြစ်ပြီး 2019ခုနှစ်မှာဒေါ်နယ်ထရမ့်သမ္မတအဖြစ်ပထမတစ်ကြိမ်တက်လာပြီးနောက်လိန်ပြောင်းထားသူများကိုစစ်မှုထမ်းခွင့်ပိတ်ပင်ခဲ့ကဂျိုးဘိုင်ဒန်လက်ထက်2021ခုနှစ်မှာအမေရိကန်နိုင်ငံမှာလူသားတိုင်းနိုင်ငံကာကွယ်ခွင့်အရေးချင်းပြည့်မီပါကအလုံးစစ်မှုထမ်းခွင့်ပြုတယ်လို့ဆိုကလိန်ပြောင်းထားသူများကိုစစ်မှုထမ်းပြန်လည်လက်ခံပေးခဲ့ပါတယ်။မနေ့ကစီးရင်စရာများအရအမေရိကန်အမျိုးသားလုံခြုံရေးတပ်မှလိန်ပြောင်းစစ်မှုထမ်း4240ဦးရှိတယ်လို့သိရှိရပါတယ်။ ဟုတ်ကဲ့ပါခင်ဗျာအခုလိုစောတိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်ထပ်ပြည်တွင်းပြည်ပသတင်းတော်လန်ရေးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာကြပါစေခင်ဗျာ